ဆိုလို့ရင်ပေါ့နော်အဲသူတို့နဲ့လူရင်းလေးကိုဦးနိုင်ရှင်းပြမယ်သုံးပရိတ်တွေသုံးပရိတ်တွေဒါအချိန်ငိုက်မှာရိုက်တယ်သုံးပရိတ်တွေရိုက်ပြီးတာနဲ့ဒီသုံးလုံးတစ်ဒီသုံးလုံးပေါင်းခြင်းဒီကိုနော်တစ်ထွန်ရင်အောက်မှာဒီသုံးလုံးပေါင်းခြင်းကကိုကိုပြီးတော့တုံညတုံညပြီးတော့တစ်နော်ဟုတ်ပြီကိုရဲ့နှက်ခတ်ဒီပရိတ်6အဲ့ဒီ6ဒီဒီသုံးလုံးပေါင်းခြင်း6အဲ့ဒီ6ကဒီသုံးလုံးပေါင်းခြင်း6 အဲ့ဒီ6ဒီနောက်ပိတ်နဲ့ပရိနဲ့6 51ရှိတယ်နဲ့6ဆိုပြီးတော့သူကစားတယ်ပရမကဒုတိယကမှာဗရိခွန်အဲ့ဒီခွန်ကဒီသုံးလုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ဒီဒီသုံးလုံးပေါင်းခြင်းခွန်နောက်ပိတ်နဲ့ပရိနဲ့ခွန်52ရှိတယ်နဲ့ခွန်လို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာဦးနိုင်တို့ဒီမှာ8ဗရိ8အဲ့ဒီ8ဒီဒီသုံးလုံးပေါင်းခြင်း8ဒီသုံးလုံးပေါင်းခြင်း8နောက်ပိတ်နဲ့ပရိနဲ့8 9 3ရှိတယ်နဲ့8လို့သူကစားတယ် ဲ့လိုကစားပြီးတော့မှလုံးတူလေးတွေသူထည့်ခဲ့တယ်839 4694နော်ဒီမှာ839 4694လို့လုံးလို့ထည့်နော်ဟုတ်ပြီအဲ့လိုတွေထည့်ပြီးတော့မှဒီ3လုံး3ညကဒီ2လုံး3ညဒီ3လုံး3ညကဒီ2လုံး3ညဒါဒါစီကြောကြီးတိုင်းမင်းကိုတည့်လိုက်တာပေါ့ခဲ့အဲ့ဒါဒီကျန်တာတွေကိုကြော်လိုက်တော့အခုနိုင်ငံကပြီးခဲ့တဲ့ဘွဲကဘာပြောခဲ့လဲဆိုတော့ဒီ3လုံးကို ဒီ၃လုံး၉ဒီ၃လုံး၉လို့ဖြစ်ပြီးကြတယ်သူပရိတ်နှစ်လို့ကြတယ်เนาะ၉ပြီးတော့ဒီ၃လုံး၃ညဒီ၃လုံး၃ညဒီ၃လုံး၃ညလို့ကကြတော့ပရိတ်နှစ်လို့ကြတယ်เนาะ၃ညပြီးတော့ဒီ၃လုံး၁ဒီ၃လုံး၁ဒီ၃လုံး၁ပရိတ်နှစ်လို့ကြအဲ့တော့၃ညခါနဲ့ပရိတ်နှစ်ကသူကလမ်းကျော်ကမှန်သွားတယ်ပေါ့เนาะသူကစားနဲ့ကစားကော့ပေါ့ဩရေပြန်လေရားနေတယ် အဲ့လိုမှန်သွားတဲ့အတွက်ကိုဒီနေရာလေးမှာသူ့အောက်မှာကြတဲ့ကနန်းပေါ့နော်၃လုံးကို၃လုံးကို၃လုံးကိုပရိတ်နှစ်လို့ကြပြီသူ့အောက်မှာကြတဲ့ကနန်းဒီဟိုပြန်ကြကနန်းနော်ဒုတိယကမ်းမှာ၃လုံး၃ည၃လုံး၃ည၃လုံး၃ညသူ့ပရိတ်နှစ်လို့ကြပြီသူ့အောက်မှာကြတဲ့ကနန်းဒီသူ့ရဲ့အပေါ်ကပြန်ကြကနန်းနော်အခုဒီမှာ၃လုံး၁၃လုံး၁၃လုံး၁လို့ကြမိတာ ਨੇ ပရိတ်နှစ်ရဲ့အောက်မှာကြမဲ့ကနန်းဒီဒါပြန်ကြကနန်းဒါပြန်ကြဆိုင်ကိုဦးလိုင်းကလေးကဘယ်သူမှမပြတယ်ဦးနိုင်က ဒါအရင်ဆုံးစပြတာပေါ့နော်တခြားဆရာတွေပြတာမမြင်သေးတာပေါ့နော်ဘာသူမှမပြသေးရတာမမြင်သေးတာပေါ့နော်အော်ဒုက္ခပဲဘယ်လိုဖြစ်တာကွာလေဘင်းကကိုနောက်ပဲသူ့ပါဝါဒီ၃လုံး၄ကိုနောက်ပဲသူ့ပါပါဒီ၃လုံး၄ကိုနောက်ပဲသူ့ပါပါဒီ၃လုံး၄လို့เนาะဒါအခုဒီအင်းဦးနိုင်တို့နှစ်စတွေက ုပြီးခဲ့တဲ့၉ချိန်ထိအောင်ဒီလိုင်းလေးကိုလိုင်းပေါ်မှာဘယ်ဆရာမှပြတာတော့ဦးနိုင်မတွေ့သေးဘူးဒါဦးနိုင်အရင်ဆုံးစပြီးတော့ပြလို့အဲတွေ့လို့ပြပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာ၉ဒီလို၄ဒီမှာ၉ဒီလို၄ဒီမှာ၉ဒီလို၄လေးလို့ရိုက်ပြနေဒီ၄နဲ့ဒီ9နဲ့1ဒီ9နဲ့ဒီ6နဲ့1ဒီ6နဲ့ဒီ9နဲ့1ဆိုပြီးတော့ကစားကွက်လေးကိုတည်လိုက်တာပေါ့နော်ဒါတနစ်ချာစီကြောတရားကွက်ကိုကစားကွက်ကိုတည်လိုက်တာ တင်လဲတော့ကောင်းပြီဒါဆိုရင်ကိုနောက်ပိတ်ရှီပေါင်းလေးကိုနောက်ပိတ်ရှီပေါင်းလေးကိုနောက်ပိတ်ရှီပေါင်းလေးသုံးလုံးပေါင်းတက်သုံးလုံးပေါင်းတက်သုံးလုံးပေါင်းတက်လို့တည့်ပြီးကြနဲ့ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာမကစားခင်သူ့ရဲ့ဒီဘက်နှစ်မှာဒီသုံးလုံးပေါင်းတက်လို့ကစားတဲ့ဒီဘက်နှစ်မှာဦးနိုင်တို့ဒီမှာတစ်တစ်ခွန်းဆိုတဲ့ကဏ္ဍကတစ်တစ်ခွန်းလို့ပြန်ကြဖြစ်တယ်ပြန်ကြလို့ဖြစ်တာရဲ့သူ့ရဲ့ဘေးမှာဒီကဏ္ဍလေဒီမှာပြန်ကြလို့ကစားရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီသုံးလုံးတက်လို့ဖြစ်လိုက်လို့ဒီဘက် သုံးတုံညာခုံးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ဘေးအောက်မှာပြန်ကြကစားတယ်ပြန်ကြရဲ့ဘေးမှာလည်းဒီကဏ္ဍကလည်းသူ့အပေါ်ကပြန်ကြလို့ကစားတယ်နော်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီသုံးလုံးတစ်လို့ဖြစ်လို့ဒီကဏ္ဍကလည်းဒီနေရာမှာပြန်ကြလို့ကစားတယ်ကစားပြီးတော့လည်းသူ့ရဲ့ဘေးမှာလည်းဒီပွဲမှာဒါသူ့အပေါ်ကပြန်ကြကဏ္ဍကစားချင်တာဘာဖြစ်လဲဆိုတော့ဒီ line လေးကဦးနိုင်ကဒီတုံညာ63က63ညာ3လို့ပြန်ကြလို့ဖြစ်တဲ့အချိန်ဒီနေရာလေးမှာပြန်ကြကဏ္ဍဒီ3ဘက်ကိုကစားခဲ့ဘူးလေးတယ် ုနိုင်ရဲ့မန်မာဖွဲ့ဝင်တွေကိုပြခဲ့ဘူးတယ်ဒီမှာဒီမှာဝိုင်းထားတဲ့ဟာလေးတော့ခုမှဖြတ်ထားတာအဲ့တော့ဒီမှာပြန်ကြတဲ့ကွယ်ရှိတယ်အခုဒီခါဒီနေရာမှာပြန်ကြတဲ့ကွယ်တွေ့ပြန်ပြီအကယ်၍ဒီနေရာမှာပြန်ကြလို့မကစားဘူးဆိုရင်နောက်ထပ်တစ်ခါဒီ6နှစ်6ဆိုတဲ့ကဏ္ဍကလည်းဒီမှာပြန်ကြကြထားတဲ့တွေ့ဒီနေရာလေးမှာလည်းပြန်ကြတဲ့ကွယ်ဒီလိုင်းနဲ့ကစားရမှာအဲ့တော့ဒီလိုင်းနဲ့ကနေပြီးတော့ပထမအကက်မှာဒီလိုပြန်ကြလို့ဖြစ်ခဲ့လို့သူ့ရဲ့ဘေးမှာကြတယ်ပြန်ကြကဏ္ဍဒီပရိတ်ခွန်ကဏ္ဍပြန်ကြလို့ပဲ ယူဆမှာလားဒုတိယကတ်ကလည်းအဲ့လိုပဲ336ကွန်ပတ်လည်းပြန်ကြရဲ့ဘေးမှာခွန်ပရိကဏံပြန်ကြလို့ကစားမှာလားဒါဆိုရင်ခုတတိယကတ်မှာတော့ဒီကဏံကဒီကိုကြလို့ဒီဘေးမှာပြန်ကြကဏံခွန်ပရိကဏံပြန်ကြဆိုရင်နှစ်ခွက်ပဲရှိတယ်ပေါ့နော်အဲ့တော့ပြန်ကြနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပြန်ကြကဏ္ဍကြီးကအခုထွက်တဲ့ကဏ္ဍကြီးအကုန်လုံးဒီပြန်ကြတွေ အကုန်လုံးရှိတယ်ပေါ့နော်ဒါတွေကိုတစ်ခုချင်းတစ်ခုချင်းရှင်းပြနေလဲမပြီးတော့ဘူးပြီးမှလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ site ထဲကပဲအမြင်လေးကိုနှစ်ခုလောက်ဥနိုင်ပြခဲ့မယ်နော်ဒါပြန်ကြကြိုက်တဲ့သူတွေထိုးလိုက်ပေါ့နော်အဲ့ဒီသုံးလုံးတစ်လို့တိုင်ပင်ထားခဲ့တဲ့အတွက်ကိုဒီကနန်းကဒီမှာပြန်ကြလို့ဖြစ်တော့မဲ့အချိန်မှာတစ်ပူးရဲ့ဇောင်းကကနန်းကပြန်ကြလာနော်အဲ့လိုပြန်ကြတဲ့အချိန်မှာခွန်ပရိတ်ပြန်ကြလို့တကွက်ပါမယ်ဒီကနန်းပြန်ကြနှစ်ကွက်ထဲမှာဒုတိယကမ်းမှာလည်းအဲ့လိုပဲ 339ခွန်ပြန်ကြဖြစ်တယ်လို့သူရဲ့ဘေးမှာလည်း136ခွန်ပရိကနံပြန်ကြဖြစ်ခဲ့လို့မို့နော်ဒီ၃လုံးပေါင်းခြင်း1ကြောင့်1အပူးရဲ့ဇောင်းကကနံပြန်ကြသလားအဲ့ပြန်ကြနှစ်ခုထဲမှာခွန်ပရိကနံတစ်ခုပါတယ်အခု၃ကမှာသူကနည်းနည်းလှည့်ထားခဲ့တယ်ခွန်ပရိကနံပြန်ကြကတော့ဒီမှာကျသွားပြီကျသွားတော့ဒီ၃လုံးပေါင်းခြင်း1ကြောင့်1အပူးရဲ့ဇောင်းကကနံပြန်ကြဆိုရင်ဒါ339ဆိုတဲ့ကနံပြန်ကြလို့ရတယ်အဲ့တော့ဒီပြန်ကြနှစ်ခုမှာခွန်ပရိကနံပြန်ကြသည်ဒီမှာတစ်ခုပါခဲ့ပြီသား လိမ့်မယ်ဆိုရင်သူကတစ်အပူးရဲ့ဇောင်းကကဏ္ဍနဲ့ဒါ3396ဆိုတဲ့ကဏ္ဍနဲ့လိမ့်လို့ရတယ်ကစားလို့ရတယ်ပေါ့နော်ဟုတ်ပြီအတီးလို့မှမဟုတ်ဘူးနော်သူ့ရဲ့ဘေးမှာတိပရိတ်တိပရိတ်ရဲ့ဘေးကကဏ္ဍပြန်ကြတယ်မနှစ်ပရိရဲ့ဘေးရကဏ္ဍပြန်ကြတယ်အဲ့တော့မနှစ်က၃ပရိဒီဒီချိန်လေးပဲရှိတယ်၃ပရိရဲ့ဘေးရကဏ္ဍပြန်ကြမယ်ဆိုရင်ဒါ၆၈ခုဆိုတဲ့ကဏ္ဍပြန်ကြကြာမှာပေါ့နော်ကြည့်ကောင်းပြီ အဓိကကတော့ဥနိုင်ကပြန်ကြကိုပြောနေတာပြောနေတော့ဒါကပြန်ကြဆိုတာနှစ်နည်းရှိပြီနော်ကဲဟုတ်ပြီဒါဆိုနောက်တနည်းရကြတော့ဥနိုင်တို့ငါငါကတ်ဆက်တိုက်ပေါ့ဒီနေ့ထဲမှာနော်ဒီနေ့ထဲမှာနှစ်ပရိလို့ကြားတယ်ကြားပြီးတော့သူ့အောက်ကိုပြန်ကြလို့ကစားတယ်နော်ကနှစ်ပရိတ်ကြပြီးတာနဲ့သူ့အောက်ကိုပြန်ကြလို့ကြတယ်နောက်တစ်နှစ်မှလည်းအဲ့ဒီလိုပဲနှစ်ပရိတ်လိုကြတယ်သူ့အောက်မှာထွက်တဲ့ကနန်းဒီ196ဒီသူ့ရဲ့ဘောကဒါပြန်ကြနော်ပထမအကတ်မှာ339ခွန်း ပြန်ကြလို့ကြတော့မဲ့အချိန်မှာနှင်းပရိခံပြီးတော့မှကြတယ်ဒုတိယကံမှာ196ပြန်ကြတော့မဲ့အချိန်မှာနှင်းပရိခံပြီးတော့196ဒီပြန်ကြကြတယ်နော်ကဲဟုတ်ပြီဒါဆိုရင်သူ့ရဲ့နောက်တစ်နှစ်သူ့ရဲ့နောက်တစ်နှစ်မှာလည်းအဲ့ဒီလိုပဲဦးနိုင်တော်ဒီမှာ3 4 5 3နှင်းပရိခံပြီးသူ့အောက်မှာထွက်မဲ့ကနန်းတည်လေသူ့အပေါ်မှာပြန်ကြဟုတ်ပြီဒါဆိုရင်သူ့ရဲ့နောက်တစ်နှစ်နော်ဒီနောက်တနေ့မှာလဲဦးနဲ့တို့ဒီနန်းလေးမှာ6396နှစ်ပရိခံပြီးတော့သူ့အောက်မှာထွက်မဲ့ကနန်းတည်တယ်သူ့ရဲ့အပေါ်ကပြန်ကြ ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာအခုနှစ်ပိတ်လို့ခံနေပြီခံတဲ့တော့ကိုဒီမှာထွက်မဲ့ကဏ္ဍတည်တယ်သူ့အပေါ်ကပြန်ကြနော်ဦးနဲ့တို့ဒီ line လေးရတာ6 8ခွန်တဲအောင်ခဲ့တဲ့ line ပေါ့နော်ဒီသုံးလုံးပေါင်း9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 ကိုပြည့်ချင်း၄ချက်ကစားတယ်ပရိရှိထိတ်နဲ့ပရိနဲ့ရှိလို့ထည့်တယ်အဲ့မှာတကက်ရှိတယ်ဒုတိယကက်လည်းအဲ့လိုပဲသုံးလုံး9သုံးလုံး9သုံးလုံးပေါင်း9သုံးလုံးပေါင်း9ကိုပြည့်ချင်း၄ချက်ကစားတယ်ပရိရှိကိုထိတ်နဲ့ပရိနဲ့ရှိလို့ကစားတယ် တတိယကံမှလည်းအဲ့လိုပဲ၃လုံးကို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 ကိုဖြစ်ချင်း၄ချက်ကစားတယ်ပရိရှိကိုထိတ်နဲ့ပရိနဲ့ရှိလို့ကစားတယ်အဲ့လိုကစားပြီးတော့မှ तू ကဒီဘက်နှစ်မှာနော်ဒီ၃လုံးပေါင်းချင်း၉လို့ဖြစ်ခဲ့လို့သူ့အောက်ကကဏ္ဍဒီ၆ချိန်မှလာထွက်တယ်နော်ဒီကဏ္ဍကဒီမှာလာထွက်တယ်ဒုတိယကံမှဒီ၃လုံးပေါင်းချင်း၉လို့ကစားလို့ဒီကဏ္ဍဒီ၆ချိန်မှလာထွက်တယ် တတိယကံမှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းချင်း6လို့ကြားခဲ့လို့6 6ခွန်းဆိုတဲ့ကဏ္ဍက6ချိန်မှာဒါ6 6ဆိုပြီးသူထွက်သွားတယ်မှန်တယ်မှန်တော့တခါ तू ရတယ်ပြီးခဲ့တဲ့ဘွေကလည်းအဲ့ဒီလိုပဲเนาะပြီးခဲ့တဲ့ဘွေကလည်းအဲ့ဒီလိုပဲဘယ်လိုကစားရလဲဆိုတော့ကြာဦးနိုင်တို့ဒီမှာเนาะဒီ6ထိတ်နဲ့ပရိတ်နဲ့6 6ရဲ့နှစ်ခတ်ဒီဒီနေရာမှာပရိတ်1လို့ထောင်းတယ်1လို့ထောင်းပြီးတော့ねဒီအခွနဲ့ဒီနောက်ပိတ်နဲ့4เนาะ အခွားနဲ့ဒီနောက်ဘက်နဲ့၄ဒီသူကဘယ်ကလေးလဲဆိုတော့ခါတောင်အုံလုံး၄ကိုဘွားလေးလို့ကစားလို့နော်ပရိတ်တရဲ့အပေါ်ကအခွားနဲ့နောက်ဘက်နဲ့၄လို့ထည့်တယ်ထည့်ပြီးတော့သူ့ရဲ့ဇောင်းမှာထွက်မဲ့ကနန်းဒီသူ့ရဲ့အပေါ်ကပြန်ကြကနန်းသူ့ရဲ့အပေါ်ကဒီကနန်းကဒီမှာပြန်ကြမှာမကြခင်မှာသူ့အပေါ်မှာဘာထွက်ခဲ့ရမလဲဆိုတော့ဒီ3ကို1လို့အောင်ခဲ့တဲ့ line နဲ့ကနော်၄ခု1ဆိုတဲ့ကနန်းကအကွက်ရှိဖြစ်နေကစားခဲ့ရမယ်ကစားပြီးတော့မှဒီနေရာမှာထွက်မဲ့ကနန်းဒီသူ့ရဲ့အပေါ်က ဒါပြန်ကြကနားပထမအကတ်ဒုတိယအကတ်မှာလည်းဒီရှစ်ဒီလိုရှစ်ကြောင်းရှစ်ရဲ့နှစ်ခက်ဒီဘရိတ်တိလို့ကစားမယ်ဘရိတ်တိလို့ကစားပြီးတော့နည်းဒီခါးသုံးလုံး၄00กว่า၄လို့ဖြစ်လို့မို့ဒီပရိရဲ့အပေါ်မှာအခွားနဲ့အပိတ်နဲ့၄လို့ထည့်ပြီးဒီနေရာမှာပြန်ကြကနားသူ့အပေါ်ကပြန်ကြကနားအဲ့ကနားမကစားရင်သူ့ရဲ့အပေါ်မှာထွက်မဲ့ကနားဒီလေနော်ဒီ၃၃ညခွန်အောင်ခဲ့တဲ့နှစ်သေးကနော်၃ည၆နှစ်ဒီအပေါ်မှာနှစ်ဦးမှာ တုံ냐6နှစ်ဒီဒီနေရာမှာသူထွက်ခဲ့ရမှာထွက်ပြီးတော့မှသူ့အောင်မှာဒီအထောက်နဲ့ပြန်ကြကနန်းကစားမှာဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာရှစ်ပရိထိတ်နဲ့ပရိနဲ့ရှစ်68ကုံဆိုတဲ့ကနန်းကလည်းအောင်သွားပြီအောင်တော့ဒီရှစ်ရဲ့နှစ်ခက်ဒီဒီမှာတိပရိလို့ထောက်တာတယ်ထောက်ပြီးတော့ ਨੇ ခါသုံးလုံးပေါင်းချင်း400กว่า4လို့ကစားလို့နော်ဒီအခွန့်နဲ့ဒီနောက်ပိတ်နဲ့4လို့ဖြစ်တော့ဒီနေရာမှာဦးနိုင်ကပြန်ကြဆိုတာကိုဖန်ထားခဲ့ပြီဖန်ထားခဲ့ပြီးတော့ဒီနေရာမှာထွက်မဲ့ကနန်းဒီ ်နော်6ရှစ်ခုအောင်ခဲ့တဲ့နေ့တွေက2018ခုနေ့တွေကနော်ကနန်းပေါ့ဒီမှာကိုးတုံညာတုံးဆိုတဲ့ကနန်းကလည်းဒီမှာလာပြီးအောင်သွားတယ်ဒါဥနေဥနေရဲ့ရွေးချယ်မှုနည်းနည်းလေးဒူသွားတဲ့အတွက်ကိုပြီးတဲ့ဘွဲကအဲ့လိုပေါက်ကနန်းနဲ့ဝေးသွားတာပေါ့နော်ဟုတ်တယ်2018ခုနေ့တွေကကနန်းဒီ၄၅တက်ဆိုတဲ့ကနန်းပတ်လဲကိုဒုတိယအော်ဂနန်ကစားတယ်၅၅တက်ဥနေပြခဲ့တယ်တုံညာတုံးခုပြခဲ့တယ်တစ်တစ်ခုပြခဲ့တယ်နော်နောက်တစ်ခုအဲ့ဒီအဲ့နေ့တွေကနေပြီးတော့ဒီမှာ ရှစ်ချောင်းကုန်းဆိုတဲ့ကဏန်းလေးကိုလည်းဥနိုင်ပြခဲ့တယ်။နော်အဲ့တော့ဥနိုင်ရွေးချယ်တဲ့ကဏန်းကမပေးဘဲနဲ့ဒီကဏန်းဒီဒီမှာလာပေးတယ်။လာပြီးတော့သူ့ရဲ့အောက်မှာကြောက်မဲ့ကဏန်းဒီသူ့ရဲ့ပေါ်ပြန်ကြကဏန်းအဖြစ်နဲ့ဒါကစားတော့မှာကစားတော့မှာဆိုတော့ကောင်းပြီ။အဲ့တော့ပထမအကတ်မှာဥနိုင်တို့ကဖြစ်စင်နေအားလုံးကိုတီလိုက်တယ်။တီလိုက်တော့ဗရိတ်တအခွနဲ့အပိတ်နဲ့လေးလို့ဖြစ်ပြီးတာနဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍပြန်ကြသည်သူ့ရဲ့အပေါ်မှာဘလို့ပုံစံကြမှာလဲဆိုတော့ခွန်ဗရိတ် ခွန်ပရိတ်ကခွန်လို့ပိတ်ပြီးတာနဲ့ဒီကနန်းဒီပြန်ကြရလို့ပြစားတယ်နော်ဒုတိယကမှလည်းအဲဒီလိုပဲဦးနိုင်တို့ဖြစ်စင်နေအားလုံးကိုတီလိုက်တယ်တီပြီးတာနဲ့ပရိတ်အခွနဲ့နောက်ပိတ်နဲ့လေးလို့ဖြစ်ပြီးဒီနေရာမှာပြန်ကြကနန်းကစားမဲ့ဟာဒီသူ့ရဲ့အပေါ်မှာခွန်ပရိတ်ကခွန်လို့ပိတ်ပြီးတာနဲ့သူ့အောက်ကိုအဲဒီကနန်းဒီပြန်ကြတယ်နော်ကောင်းပြီဒါဆိုရင်တတိယကမှဖြစ်စင်နေအားလုံးကိုတီလိုက်တယ်တီပြီးတာနဲ့နော်ပရိတ်အခွနဲ့အပိတ်နဲ့ လေးလို့ဖြစ်ပြီးဒီနေရာမှာထွက်မဲ့ပြန်ကြကညာဒီသူ့ရဲ့အပေါ်မှာခွန်ပရိတ်ခွန်ပိတ်လို့ဖြစ်တဲ့ကညာဒီဒီကွက်ပဲရှိတဲ့အတွက်ကိုဥနိုင်ကသုံးဖုံခွန်ဆိုတဲ့ကညာလေးတစ်ကွက်ကိုဒါပြန်ကြအဖြစ်နဲ့ဒါဥနိုင်ကရွေးပြီးတော့ပြလိုက်တယ်ပေါ့နော်ပြန်ကြရတော့အကုန်လုံးရှိတယ်သို့တော့ဒါဥနိုင်ကဥနိုင်ကြိုက်တဲ့ဟာလေးကိုပဲလေကြိုက်တဲ့ဟာလေးကိုပဲဒါဥနိုင်အောင်ခဲ့တဲ့လိုင်းလေးရနေပြီးတော့ပြန်ကြကဏ္ဍတစ်ခွက်ကိုရွေးထုတ်ပေးလိုက်တယ်ပေါ့နော်ပြန်ကြရပြမယ်ဆိုရင်အများကြီးပဲနော် တော့မထူးပါဘူးအဲ့တော့ပြန်ကြကြိုက်တဲ့သူတွေတခြားကနန်းလေးတွေလည်းဥနိုင်အောင်ပြရအောင်မှာပေါ့နော်အဲ့ဒီကနန်းလေးကြိုက်တဲ့မေးဆွေကအာထိုးလိုက်ပါသုံးွက်ထဲပဲရှိတယ်အပူခွာနော်ဥနိုင်ကနေရာတိုင်းကိုအဆင်ပြေသလိုရေးပေးထားလိုက်တာပေါ့နော်ဟုတ်ပြီအဲ့တော့ပြန်ကြနဲ့ပတ်သက်ပြီးတော့နောက်တော့အထက်ကဘာတွေဟိုဟာလုပ်မလဲဆိုတော့ဒီကလင်နာအဟောင်းလေးနဲ့ကြလိုက်မယ်နော်ပြလိုက်မယ်ဆိုတော့ဥနိုင်တို့ဒီမှာဒီကနေပဲစလိုက်ပေါ့နော်ဒီမှာဒီနှစ်ပြိကြတိုင်းပြန်ကြကြတာကိုအဲ့တော့ တုံညာခါရဲ့အပေါ်ဟာကနန်းသည်အဲ့နှစ်ထဲမှာပြန်ကြလို့ကစားခဲ့တယ်။သူ့ရဲ့နောက်တဲ့နှစ်မှာလည်းအဲ့ဒီလိုပဲပေါ့နော်။ဒီတုံညာခါရဲ့အပေါ်ဟာကနန်းပြန်ကြတော့ဒီကနန်းပဲကြပါတယ်ပေါ့နော်။ကြည့်ကောင်းပြီ။ဒါဆိုရင်သူ့ရဲ့နောက်တဲ့နှစ်မှာလည်းနော်။သူ့ရဲ့နောက်တဲ့နှစ်မှာလည်းအဲ့လိုပဲဒီတုံညာခါရဲ့အပေါ်ဟာကနန်းနော်။ဘူးခွန်ဘိုးတုံညာခွန်ဒီအဲ့နှစ်ထဲမှာပြန်ကြလို့ကစားခဲ့တယ်။သူ့ရဲ့နောက်တဲ့နှစ်မှာလည်းအဲ့ဒီလိုပဲနော်။ဒီမှာတုံညာခါရဲ့အပေါ်ဟာကနန်း395ဒီပြန်ကြလို့ကစားခဲ့တယ် တော့ဒီနေ့တည်းမှာလည်းအဲ့လိုပဲတုံညာခါရဲ့အပေါ်ကကဏ္ဍဆိုရင်ခွန်ခွန်ကိုဆိုတဲ့ကဏ္ဍတစ်ခွက်ရှိမယ်ဒီတုံညာခါရဲ့အပေါ်ကကဏ္ဍက388ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိမယ်ဒါပြန်ကြနော်ပြန်ကြဖြစ်နေတာဦးနေပြနေရနော်ဒီခွန်ခွန်ကိုလည်းပြန်ကြရှိတယ်နော်ဒီ388ဆိုတဲ့ကဏ္ဍလည်းပြန်ကြရှိတယ်နော်ပြန်ဟုတ်ပြီနော်တခြားပြန်ကြတွေလည်းမရှိဘူးလားဆိုတော့ရှိတာပဲနော်ဒီ388နဲ့ပတ်သက်ပြီးတော့ပြန်ကြရလဲနောက်ထပ်တစ်မျိုးဦးနေပြခဲ့ဦးမယ်နော် လုံးရှိရှိနဲ့ပတ်သက်ပြီးတော့ပြန်ကြဦးနောက်ထပ်တစ်မျိုးဦးနိုင်ပြခဲ့ဦးမယ်ဒီလိုမျိုးနောက်ထပ်တစ်မျိုးပြခဲ့ဦးမယ်တော့ဦးနိုင်ကလင်နာလေးလှန်လာဦးမယ်နော်လုံးရှိရှိကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့ဗျာနော်ပြန်ကြနဲ့ပတ်သက်လို့တော့အခုပြောသလိုပဲအကုန်လုံးရှိပါတယ်နော်သူ့အနေနဲ့သူကတော့ပြန်ကြလိုင်းလေးတွေလည်းပေါင်းပါတယ်အဲတော့ဦးနိုင်ကကလင်နာလေးအတိတ်ကလေးလှန်လိုက်မယ်နော်ကလင်နာအတိတ်ကလေးလှန်လိုက်မယ်ဆိုတော့ဦးနိုင်တို့ဒီမှာနော်ဒါလေးကက်စီးခေါ်တာပေါ့ ငါစီကြောလေးတော့မထည့်တော့ဒီမှာ6နောက်ပေါင်း6ပေါ့1 2 3 4 5 6မှာနောက်ပေါင်းခွန်းเนาะ1 2 3 4 5 6မှာနောက်ပေါင်း8เนาะဒီမှာ1 2 3 4 5 6မှာလာနောက်ပေါင်း9လို့ပြောပေးသွားတာเนาะစီနီယံလေးတွေပေါ့เนาะနောက်ပေါင်း6နောက်ပေါင်းခွန်းနောက်ပေါင်း8နောက်ပေါင်း9လို့ပေးထားတယ်ဒီ line တွေကနေပြီးတော့ခွန်းရှိကိုစီနီယံခင်တော့အဲ့ဒီနှစ်ထဲမှာเนาะ9နောက်ပိတ်တဲ့ကဏ္ဍဒီ1 3 5 9နောက်ပိတ်ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပြန်ကြမှာ 晓得 n 宝贝，但是说些你那老毛空脑皮的那点啊，牙脑背皮多老吧？盘脑背样多对吧？牙脑背皮多对吧？操脑背的根呐，喏，嘛，操脑背的跟呐，心里操出的根呐，是变价的，操脑背根呐。好比咱说些你那爹妈，喏，空老背的跟呐，操里空出来跟呐，空老背的跟呐，是变价的。讲没？咱说些老帮过来了，心老背的跟呐，啊，再过太细的。东西吸收的跟呐，是变价嘛？ နော်အဲ့တော့38ပြန်ကြနော်ပထမအကတ်မှာငါးနောက်ပိတ်တဲ့ကဏ္ဍဒီပြန်ကြဒီမှာကြတယ်ဒုတိယအကတ်မှာ6နောက်ပိတ်တဲ့ကဏ္ဍဒီပြန်ကြဒီမှာကြတယ်နော်တတိယအကတ်မှာ9နောက်ပိတ်တဲ့ကဏ္ဍဒီပြန်ကြဟုတ်ပြီစတုထအကတ်မှာဒီနေ့ထက်မှာ10နောက်ပိတ်တဲ့ကဏ္ဍဒီဒီနေရာလေးမှာ10နောက်ပိတ်တဲ့အတွက်ပြန်ကြနော်ပြန်ကောင်းပြီအဲ့ဒီလိုပြန်ကြကဏ္ဍဒီ10နောက်ပိတ်ကဏ္ဍပြန်ကြသည်နောက်ထပ်ရော အဲ့ဒီ၃ရှစ်ရှစ်စုတဲ့ကဏန်းကပြန်ကြကဏန်းအဖြစ်နဲ့ကစားဖို့တင့်တယ်လားဆိုတော့တင့်တယ်နော်ကစားဖို့တင့်တယ်လားဆိုတော့တင့်တယ်နော်ဘာဖြစ်လို့တင့်လဲဆိုတော့တခါဦးနိုင်ကတခါထပ်ပြီးတော့အဲ့ဒါလေးကိုပြောရမယ်ဆိုလို့ရင်နိုင်တို့ဒီမှာနေဦးမှာခွန်ခွန်လေးဆိုတဲ့ကဏန်းရှိတယ်ရှေးပေါင်းလေးရှိပေါင်းလေးလို့ဖြစ်တော့သူ့ရဲ့ဇောင်းကကဏ္ဍတည်လေ၃တုံညာခွန်းဆိုတဲ့ကဏ္ဍတည်လေအဲ့ဒီမှာပြန်ကြလို့သူကကစားတယ်နော်ပြန်ကြလို့ကစားတယ် ကစားမီးရဲ့သူ့ရဲ့နောက်တစ်နှစ်ပေါ့သူ့ရဲ့နောက်တစ်နှစ်မှာသူ့ရဲ့ဒီဘက်နှစ်ပေါ့သူ့ရဲ့နောက်တစ်နှစ်မှာလည်းအဒီမှာရှီပေါင်းလေးဆိုတော့ကိုနှစ်နှစ်လိုက်ချလိုက်တော့ရှီချော့ခွန်ဆိုတဲ့ကဏ္ဍရှီပေါင်းလေးရှီပေါင်းလေးလို့ပြီးတော့သူ့ရဲ့ဇောင်းကကဏ္ဍကလည်းကိုးတုံညာခွန်ကလည်းအဲ့ဒီမှာပြန်ကြလို့ကစားတယ်နော်ဒါကောင်းပြီဒါဆိုရင်တစ်နှစ်ချလိုက်နော်တစ်နှစ်ချပြီဒီဘက်နှစ်မှာဒီမှာရှီပေါင်းလေးနော်ရှီပေါင်းလေး9နဲ့9နဲ့ရှီပေါင်းလေးရဲ့ဇောင်းက388ဆိုတဲ့ကဏ္ဍကလည်းဒီမှာပြန်ကြပေါ့နော် အဲ့တော့သူကဒီဘက်ကနေလာတာလာတာတော့ဒီမှာ6 4ကုန်းဆိုတဲ့ကဏ္ဍမှာရှင်းနေလုံးပေါင်း၄ရှင်းပေါင်း၄လို့ဖြစ်တော့သူ့ဆောင်ကကဏ္ဍဒီမပြန်ကြကနောက်တစ်နှစ်မှာလည်းအဲ့ဒီလိုပဲဒီမှာရှင်းပေါင်း၄လို့ဖြစ်တယ်သူ့ရဲ့ဆောင်ကကဏ္ဍကပြန်ကြပေါ့နော်ဒီမှာပြန်ကြတယ်ကဒုတိယအကပ်ပြီးတော့တတိယအကပ်မှာလည်းရှင်းပေါင်း၄လို့ဖြစ်တယ်သူ့ဆောင်ကကဏ္ဍဒီလည်းအောက်ကိုပြန်ကြလို့ကစားတယ်ပေါ့နော်ပြန်ကြလို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာရှင်းပေါင်း၄ဒီနှစ်စရာကြည့်လိုက်ပေါ့နော် ရှီပေါင်းလေးဒီလုံးဝမကစားခဲ့ဘူးပေါ့နော်အခုဒီမှာ9နဲ့9နဲ့4လို့ကစားတယ်ရှီပေါင်းလေးရဲ့ဇောင်းကကဏ္ဍ3ရှိ6ဆိုတဲ့ကဏ္ဍနဲ့ပြန်ကြရမှာပေါ့နော်ကြည့်ကောင်းပြီဒါဆိုရင်ပြန်ကြတဲ့ပတ်သက်လို့ဒါဥနိုင်တွေ့တဲ့မြင်တဲ့ site လေးတွေကိုတော့ဒါအားလုံးကိုချပြခဲ့တာဖြစ်တယ်ဥနိုင်ကတော့ပြီးခဲ့တဲ့ပွဲက3ညခါကိုဘီကစားတဲ့အတွက်တုံညာခါဝင်တဲ့တော့ကိုဒီဘက်မှာ organan ကတကွက်သေးပဲထုတ်တယ်เนาะပန် organan ဒီတကွက်သေးပဲထုတ်ထားတယ်ကျန်တဲ့တတိယ organan နဲ့ ဒုတိယ organ ကလည်းတစ်ခွက်ပေါ့နှစ်ခွက်ပေါ့နော်